ခုတရားမင်းဥမာကကတော့ကုသိုလ်တွေပြန်ဆက်သွားကရမဘုရားသာသနာနောက်ပိုင်းမှာလေမာကလူလင်တို့အပြည့်ကင်းတဲ့ထာဝရကုသိုလ်တွေလုံးပြီးသူတို့တာဝန်သာနတ်ပြည်မှာသူကမာကလူလင်ရတရားမင်းကြီးဖြစ်ဇန္နာရီရနတ်မင်းကြီးဖြစ်ကုသိုလ်တွေနဲ့လေတက်သွားဘဝကောင်းတွေရစီစဉ်ကောင်းတွေရပြီးနေလာလိုက်ကြတာဂေါရမဘုရားပွင့်တဲ့အခါတနေ့သောအခါမှာတရားမင်းကြီး တတန်ကုန်မီကံကုန်မီကုသိုလ်ကံနေကုန်မီဘာကံနေကုန်မီကုသိုလ်ကံနေကုန်တော့လေသကြာမင်းချွေတွေပြန်လာတဲ့နတ်ပန်းညှိုးလာတဲ့နတ်ဝတ္တန်စာတွေညှိုးနွမ်းလာတဲ့တကြာအဖြစ်မပြော်တော့ဘူး तू တိတယ်ငါဘာဖြစ်ပြီလဲတတန်ကုန်မီလားကုန်မီတတန်က၃ခု၄တန်းတကြာတတန်တတန်လည်းကုန်မီငါပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေလည်းကံတွေကအကုန်နေပြီ အဲ့တော့ငါဘာလုပ်မလဲတဲ့မြတ်စွာဘုရားပွင့်နေတယ်ဘုရားထံငါမသွားတာဘုရားနဲ့ငါကမရင်းနှီးဘူးအဲ့တော့ငါဘုရားထံမသွားရဲဘူးပင်စတိကနတ်သားကတော့ဘုရားနဲ့ရင်းနှီးတယ်ပင်စတိကနတ်သားကြီးငါကူညီပါဦးမင်းလိုချင်တဲ့ဆုတောင်းငါပေးမယ်ငါ့ကိုဘုရားထံပို့ပေးပါငါကုသူဆက်ချင်တယ်ဘာဆက်ချင်တယ်ပင်စတိကနတ်သားကလည်းဟိုနတ်သမီးလေးတယောက်ကိုကြိုက်နေတယ် ဲ့ဒီနတ်သမီးသားရအောင်ပြောပြပါတဲ့ဖယားထံသူဆောင်းလေးတီးပြီးတော့ခေါ်မယ်ကဲပေးမယ်ကွာငါ့ဥစားမင်းဖယားထံမမြန်ပို့ရာဇကြိုပြီးအစတသက်တို့တိုင်းပြီပို့အိန္ဒာတာလလိုင်ကိုကြီးမှာမြတ်စွာဘုရားညသတင်းသုံးရတဲ့အခါမှာပိစတိကနတ်သားခေါင်းဆောင်ပြီးတရားပရိသတ်တရားမင်းကြီးနဲ့ဝင်လာပြီးမြတ်စွာဘုရားထံရောက်မြတ်စွာဘုရားတရားမင်းကဖူးကျင်လို့ပါဘုရားပိစတိကနတ်သားကရှောက်ပြီး အဲ့မလေးကဖူးစီဖူးပေါ့အဲ့မတရားမင်းကလည်းမြတ်စွာဘုရားတွေ့ဝမ်းမြဝမ်းသာပြီမြတ်စွာဘုရားထံတရားလေးတောင်းတရားပြီးနာတရားနာတဲ့ကုသိုလ်ဆက်တယ်ဘာကုသိုလ်တရားမင်းကြီးတွေမြတ်စွာဘုရားထံကတရားတော်တွေကိုရိုသေစွာကောင်းမွန်စွာတရားတွေနာကြကုသိုလ်တွေဆက်တရားတွေနာကြတရားတဝက်လောက်ရောက်တဲ့အခါမှာတရားမင်းကြီးတွေသောတာပန်တည်တယ်ဘာတည်တယ်သောတာပန်တည်ပြီးတော့ မာဂလူလင်းဘွားကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအရှိန်အဟုန်ကုန်ပြီကုသိုလ်ပြတ်ပြီးတော့အဲ့မဲ့ဖယားရှိမှလက်အုပ်ကြီးတရားနာရေးနဲ့တရားမင်းကြီးသိသွားပြီးသုတိသိပြီးတော့လီဥပပပရိသန်နေဘွားကနေပဲတရားနာတဲ့ကုသိုလ်တွေဆက်ထားတဲ့ကံကြောင့်တဲ့တရားအဟောင်းသိပြီးတရားအသိပြန်ဖြစ်တယ်ကဲမထူးဆန်းဘူးလားနတ်ပရိသန်တွေကတော့ဘွားကနေဖြစ်တာလူပရိသန်တွေက6လ10လနေရနော် တရားအဟောင်းပရိသတ်ရေသေးပြီးတော့တရားအသည့်ပြန်ဖြစ်တယ်တရားမင်းကြီးသည် ကုသိုလ်ပြန်ဆက်တတ်တော့တရားအသည့်ဘဝမရဘူးလားအကျယ်ချဲ့ရင်လည်းအများကြီးပေါ့ဒါကြောင့်မလို့တို့တွေဟာလေကုသိုလ်နဲ့စတဲ့လူဘဝကိုကုသိုလ်တွေပြန်ဆက်တတ်ဖို့မလိုဘူးလားအခုဒီမှာပကာကြီးရွာမှာ၄ချိန်တောင် ရှိပြီတို့လည်းကုသိုလ်တွေဆက်ခဲ့ကြတာဒါကြောင့်ဒီနေ့ညဆရာတော်ဟောတဲ့တရားကောင်းစဉ်တွေကဘာတယ်လဲကုသိုလ်နဲ့စလူဘဝကုသိုလ်ပြန်ဆက်ကြ ဲ့တော့ကုသိုလ်တွေများများဆက်ကြပါလို့တိုက်တွန်းပြီးတော့ယနေ့ညဆရာတော်ရဲ့ပရမညတရားပွဲသလောင်းနဲ့ပဲဤကုန်ဆုံးသက်ကြပါစို့